လနေတီရင်ရှေ့ပြစ်တာတဲဆွမ်းနေတွန်တေးမျိုးကကလေးရွယ်ဘူးတော်လီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လေးကကြိုဆိုလိုက်ပါရင်ဒုတက်လာတဲ့ခေတ်ကြီးမှာခင်မီစေဝါပေါ်ထွက်လာသလိုစေကုစရာမလိုတဲ့ကုသနည်းတွေလည်းပေါ်ထွက်လာတာအားလုံးမြင်ပါပဲနော်စေဝါတခုမှမလိုပဲနေပါရမီထူးလို့ကုသလို့ရှာတဲ့ဆရာထူးကန်ကျော်ရင်ကုသနည်းကလည်းနမည်ကြီးခဲ့သလိုအခုဆိုရင်သူ့ထက်ဆွမ်းတဲ့သူတရားပေါ်ထွက်လာခဲ့ပြီလေဖြစ်ပါရင် ဆရာဒုကန်ကျော်အားလည်းဘာစည်းဝါးမှမလိုပဲနဲ့နေ့နေပေးယုံနဲ့လူနာရီကိုပြောင်းကင်းစေခဲ့လို့လူများကြမှာနမိတ်ကြီးခဲ့သူပါတချိန်ကမင်းသားလုတ်ခဲ့ပြင်မဲ့ပဋ္ဌာန်းဆက်တွေပါရမီတွေကြောင့်ဆရာဝန်တွေတောင်းလဲလျှော့ခဲ့တဲ့ယောဂါတွေကိုကုသပေးနိုင်တယ်လို့အခုလေသူ့ထက်ပိုပြီးနမိတ်ကြီးနေသူကတော့ဒွန်းနေမျိုးအောင်ဘိုးတော်လေးပဲဖြစ်ပါရီဘိုးတော်လေးရဲ့ကုသနီးကတော့ဆရာဒုကန်ကျော်တဲ့စွမ်းနာသေးကြပါပြီလိုင်းပေါ်မှာနမိတ်ကြီးနေတဲ့ဘိုးတော်လေးကအသက်9နှစ်ရွယ်လောက်သားရှိသေးတာပါသူကလိုင်းပေါ်မှာနမိတ်ကြီးလာတော့မကြသေးပါဘူး ူရဲ့ကုသနီကတော့ရိုရှဲလော်မာရီသူကလူနာတွေကိုကုသပေးတဲ့နေရာမှာဘာစည်းဝါးမှမသုံးပါဘူးသူရဲ့စည်းစမ်းထွက်တဲ့လက်နဲ့လူနာကိုပုတ်သက်ပေးပြီးသူ့လက်နဲ့ခြင်နဲ့ရေးတက်လိုက်ရုံနဲ့ပျောက်ကင်းကြရလေးဖြစ်ပါတယ်ဘိုးရော်လေးရဲ့ကုသနီကိုတော့မယုံကြည်သူရှိပေမဲ့တကယ်ပြောင်းလို့ယုံကြည်သူတွေကတော့အများပြပါပဲနော်ဘိုးရော်လေးကစေကူသားရဲ့ပါရမီကိုမွေးကလေးကပါလာတာလို့ပြောရမှာပါပဲသူရဲ့မိဘတွေကတော့သူသားကပုံကိုယ်ရင်းနဲ့ပထမ်းဆက်ရှိတဲ့အဆက်ဆက်ရှိတဲ့ဆိုပြီးတော့ယုံကြည်ကြပါတယ်။ဘာလို့လဲဆိုတော့ဘိုးရော်လေးကိုကိုဝင်းဆောင်ကလေးက အသားငါးကိုလုံးဝစားလို့မရတာပါပဲ။ကိုဝင်ရှိတဲ့ကအသားငါးစားတာနဲ့ပြန်အံ့တယ်လို့ကလေးကိုကြွေးချိန်မှလည်းအမြဲပြန်အံ့ထွက်ပါရီ။ဘိုးတော်လေးကအခုချိန်တည်းအသားကြီးငါးကြီးပါတစ်ခုမှမစားပဲအသီးရွက်သီးနှံတွေကိုသာစားတော့တဲ့အထိပါပဲ။ဒီလိုမျိုးစားတော့တဲ့ပတ်သက်လို့ရွှေးတယ်လို့သူ့တဲ့သုံးလေးနှစ်မှစဉ်တော်မတက်ခိုင်းနေပြီးသူအမြဲပြောနေတာကတော့ဘိုးတော်ရရဲ့အကြောင်းပါပဲ။အဲ့လိုမျိုးတနေ့တနေ့ထူးခြားဖြစ်လာတဲ့ဘိုးတော်လေးရဲ့ပုံစံကိုကြည့်ပြီးမိဘတွေကဘိုးတော်လေးဖြစ်စင်တာကိုလောက်ခွင့်ပေးကြတာလည်းဖြစ်ပါရည် ဘိုးတော်လေးရဲ့ကုသမှုစွမ်းကုန်မိဘတွေကကိုတွေးဆန်းသက်ပြီးမှလူအများကိုကုသစေခဲ့တာပါဘိုးတော်လေးရဲ့လက်စွမ်းနဲ့တအိမ်လုံးရဲ့ခါနာဒူးနာတွေကိုပျောက်ကင်းအောင်လုပ်ပေးနိုင်ခဲ့တာမလို့နောက်ပိုင်းမှာပြင်လူတွေကိုကုသပေးနိုင်အောင်မိခင်ဖြစ်သူအားစီစဉ်ခဲ့တာလည်းဖြစ်ပါတယ်အတန်ငယ်တဲ့ကလေးကစေကုသလို့မယုံများပေမဲ့ဘိုးတော်လေးရဲ့ကုသနိုင်စွမ်းကြောင့်ခုဆိုရင်တရက်ကိုလူရာချီအောင်ကုသပေးနေရပြီလည်းဖြစ်ပါတယ်တရားနေရလာကုသရာကနေတကယ်ပြောက်လို့ဆိုပြီးအခုဆိုရင်တစင်စကားတစင်ကြပြီးတော့ဘိုးတော်လေးအိမ်မှာ လူကပြေပါပြီ။လာပြီးကုသသူတွေကတာမန်သူတွေလည်းပါတယ်လို့ဟုံးကြီးတွေတိလာရှင်တွေကစားပါပါတယ်။ဘိုးတော်လေးကတာမန်ဒူးနာခါနာကျောညက်တာတွေလည်းကုသနိုင်တယ်လို့စကောင်းပြောနိုင်တဲ့လူလမ်းမလျှောက်နိုင်တဲ့သူတွေကစားကုသပေးပါတယ်။ကုသတာပြောင်းပြောင်းဆိုတာကတော့ဘိုးတော်လေးရဲ့စွမ်းတက်ပဋ္ဌာန်းဆက်နဲ့ပို့ပြီးတော့ဆိုင်ပါတယ်။လူတရားမှာတရားလုံးပြောက်တယ်လို့မဆိုပေမဲ့ဘုရောလီရဲ့ပဋ္ဌာန်းဆက်ပါသူကတော့ယောဂါကိုယူပြတယ်လို့အရှင်းပြောက်တဲ့အထိပါပဲဘုရောလီကတမာရီအားကောင်းအောင်လူတိုင်းကိုအမြဲကူညီနိုင်အောင်တရားအားထုတ်လေးရှိပါရည် သူကတာမန်ကလေးတယောက်လို့ကြောင်းတက်တယ်လို့ကြောင်းမရှိရင်စေကူတာပြီးတော့ကျန်တဲ့အချိန်တွေမှာတရားထိုင်လေးရှိပါတယ်။အခြားကလေးတွေလို့စော်စားတာမဟုတ်ပဲလူကြီးလေးတယောက်လို့ပြောဆိုနေထိုင်တာကြောင့်တွဲများကြမှာပို့ပြီးတော့နာမည်ကြီးခဲ့တာလည်းဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့သူသားရဲ့ပင်ကိုစွမ်းဆိုတာတဲ့ပုပ်ကိုစီးပြီးတော့ကုသနိုင်တယ်လို့ဆိုပါတယ်။မယုံသူတွေအများကြီးရှိပေမယ့်ပျောက်ကင်းတဲ့သူတွေကြောင့်အိမ်မှာကုသသူကပြေပါပဲနော်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဝဲကျောင်းရာတွေပြင် ောက်ထပ်လင်းဥပညာရှင်တွေရဲ့စိတ်ဝင်စားစရာသတင်းကြောင်းရာတွေကိုချိန်နဲ့တပင်းညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။